ကလင်တော်ပြီဖြစ်တဲ့ရှစ်တူကောင်မလေးကိုမိကခရိုနီတဲ့ဒိတ်သမီးနဲ့လက်ထပ်တော့မဲ့ညီထိုးကောင်ညီထိုးကောင်ကလည်းရှစ်တူပေါ်မှာသစားရှိတဲ့တူတရားအဖြစ်ဒီမှာခံခဲ့ရတဲ့တူပဲဖြစ်ပါလေညီထိုးကောင်ကသူ့ရဲ့ရှစ်တူကောင်မလေးနဲ့နှစ်ချေလာများတွဲလာခဲ့တာဖြစ်ပြီးကိုဗစ်၃ကသူတိတ်ရှိရတဲ့ရှစ်တူကောင်မလေးမမမေကကွယ်လွန်တော့တာ ဒိတ်သက်တွေအလုံးလဲတိမာဖြစ်ပါတယ်။တရှိန်ကြောင်းရင်တေရှာပေါက်လက်ထမှန်လို့တွေးထားတဲ့ရှစ်တူကမာလေးကိုညီထုတ်ခံကဆုံချုံလိုက်ရပါတယ်။အဲဒီလိုဆုံချုံလိုက်ရပြီးတဲ့နောက်ပိုင်းမှာဆိုရင်လဲညီထုတ်ခံကသူ့နေရာမှာဘသူမှအစားမထိုးပဲအရှေ့နဲ့ပတ်သက်ပြီးထပ်ပြီးတော့တွေးတော်ဘူးဆိုတဲ့ပုံစံမျိုးနဲ့နေထိုင်လာခဲ့တာဖြစ်ပါတယ်။နောက်ပြီးအမြဲတမ်းလိုလိုကလွန်သွားတဲ့ရှစ်တူကမာလေးအတွက်အလူတန်းတွေလုပ်ပြီးတော့မမေ့ပြောက်တွေကြောင့်လည်းတည်တည်လေးပြခဲ့ပါတယ်ရှစ်တူကမလေးတည်ဆုံခဲ့တဲ့ရစ်တွေနောက်ပြီးသူရဲ့မွေးနဲ့ရင်မြတ်တွေမှဆိုရင်လည်း ပြတုကမှာလေမမမေကိုကြီးဆိုပြီးအလူတန်းတွေပြုလုပ်ခဲ့တာပိတ်တတ်တွေအလုံးလဲတိမာပါဒါကြောင့်ပိတ်တတ်တွေအလုံးကတိဆုံးထားတဲ့ရှစ်ဒီပေါ်မှာတောင်သက်စာရှိတဲ့ညှိထုတ်ခေါင်ကိုပိုးပြီးလေးစားနေခဲ့ရတာပဲဖြစ်ပါတယ်ဒါပေမဲ့အခုလက်ရှိအချိန်မှာတော့ညှိထုတ်ခေါင်ကနောက်ထပ်ရှစ်ဒီကောင်မလေးအစ်တကိုတရင်ဝင်ရှာပြလိုက်ပြီးဖြစ်ပါတယ်တချိန်ကအချိန်တစ်ခုယူပြီးတွဲလာတဲ့ရှစ်ဒီကောင်မလေးအစ်တနဲ့လက်ထပ်မှန်ဆိုပြီးတော့လဲတည်င်းတွေကထွက်ပေါ်နေတာပါပြီးခဲ့တဲ့ရက်တုန်းကကောင်မလေးရဲ့အိမ်တဲမင်္ဂလာပွဲကိုညှိထုတ်ခေါင်ကသူနဲ့အတူတူကျင်းပခဲ့ပါတယ် ဒါပြင်ကြီးတို့ခောင်းရဲ့မွေးနေ့မှာဆိုရင်လဲရှစ်တူကောင်မလေးကတိမ့်တရာတန်ပန်းစည်းနဲ့ surprise လုပ်ပေးခဲ့ပါတယ်။ညီတို့ခောင်းရဲ့ပျော်ရွှင်ကြည်ညိုနေတဲ့ပုံရိပ်တွေက social media မှာပြန်နှံ့လို့နေတာပါ။ဒါကြောင့်လဲအလုံးကအော်အော်တင်ခဲ့ရပါတယ်။ဒါပြင်ကြီးတို့ခောင်းတို့ကအခုလိုတွဲနေတဲ့ဆိုတာကိုလည်းအနုပညာအတိုင်းဝိုင်းကလူတွေအလုံးကသိထားကြပါပြီ။သစ္စာမဲ့တဲ့ယောက်ျားတွေပေါ်များလာတဲ့ခေတ်ကြီးထဲဇနီးရဲ့ပေါ်တစ္ဆာရှိလုံးလို့အမျိုးသားထူကြီးအားကြခံရတဲ့နိုင်ငံကျော်မင်းသမီးတွေရဲ့ခင်မွန်းတဲ့ငါးဦး ယောက်ျားကောင်းမိန်းမတထောင်ဆိုတဲ့စကားတွေအရှိကိုအခုမှတွေ့တာပါဆိုတဲ့စကားလုံးတွေနဲ့တဆမဲ့ရှင်တိုင်းမဲနေတဲ့ယောက်ျားတွေပေါများလာတဲ့ခေတ်ကြီးထဲမှာမိန်းကလေးတွေအနေနဲ့ဒူးနဲ့မြေကြီးတုံနေရပေါင်းလဲများနေပါပြီ။တချင်ကရှစ်လုံးလို့ပါဆိုပြီးလက်ထပ်ခဲ့ကြတဲ့အမျိုးသားတွေရဲ့ပြောင်းလဲမှုကိုခံနေရတဲ့အင်တောင်ကြီးအစင်မပြေတဲ့အမျိုးသမီးတွေများလာတဲ့အချိန်အရန်တဆရှိတဲ့ယောက်ျားကောင်းတွေကိုပိုင်ဆိုင်ထားတဲ့အကောင်အမျိုးသမီးလေးတွေလည်းရှိပါတယ်နော်။နံပါတ်9နိုင်ဖြိုးကျော်မြန်မာနိုင်ငံရဲ့အခြားတန်ဆုံးစင်ယုံဝင် ခရိုနီတထေးကြီးတယောက်ဖြစ်ပေမဲ့တင်ငင်ငင်ဖြစ်တဲ့ပုံစံတွေကြောင့်ဆီယမ်မြခင်မွန်းတဲ့အဖြစ်သတ်မှတ်ခံရတာကကိုနိုင်ဖြိုးကျော်ပါဘလောက်ပဲချမ်းသာနေပါစေအနားလာကတဲ့မင်းကလေးတွေကိုအထာမပေးဘဲဇနီးရဲ့အပေါ်မှာပဲသက်စာရှိလွန်းတဲ့ပုံစံကလေးစားစရာပါပဲရှင်ဘုံမောင်ရွှေတယောက်တည်းကိုပဲတည်ဝင်ရှိသူဇနီးမရအနေနဲ့ပွဲထုတ်ပြပြီးအခုချိန်ဒီနာမည်ပြည့်အရှုပ်ရှင်လုံးကမရှိပဲအပြစ်ပြောစရာသက်စလေးမှရှာမတွေ့တာကလည်းကိုနိုင်ဖြိုးကျော်ရဲ့အာသာချက်ဖြစ်ပါတယ်ကိုနိုင်ဖြိုးကျော်ကဘုံမောင်ရွှေရဲ့အပေါ်မှာဘလောက်ထိရှိတယ်လဲဆိုရင် အိမ်တောင်ကြာပြီးတဲ့နောက်ပိုင်းမမောင်ရွှေဘလောက်ထိပိုလှလာလဲပိုပြီးတော့ပျော်ရွှင်ရလဲဆိုတဲ့ပုံစံလေးတွေကိုကြည်ရင်တည်သားစေပါတယ်။မင်းမီးရဲ့ယောက်ျားဆိုပြီးနေရတကလည်းဝင်မပါတက်တယ်လို့ဇနီးတွေကိုပိုအောင်မြင်အောင်နောက်ွယ်ကနေတဆရှိရှိပန်ပိုးပေးနေတဲ့ကိုနိုင်ဖြိုးကျော်လိုအမျိုးသားကစံပြခင်ပွန်တယောက်ပါပဲ။နံပါတ်၄ကိုစနိုင်အရန်လှအရန်အောင်မြင်နေတဲ့မင်းမီးတယောက်ကိုအရန်ဝါလာပြီးကျမရေရှုတ်တက်လာတဲ့အချိန်မှလည်းမြေကွယ်မပြူသွားပဲသစ္စာစောက်တိခဲ့တာကကိုစနိုင်ပါ ထိတ်တန်းမင်းသမီးတမွန်မြင့်ရဲ့ခင်ပွန်းကိုစက်နိုင်ကအိမ်ထောင်တက်တန်းကြာလာလို့အိမ်ကမိမကြီးကိုညှင်းဝေလာပါပြီဆိုတဲ့ဘလောင်းပလဲစကားတွေပြောနေတဲ့ယောက်ျားတွေအတူယူစီရပါပဲရှင်။ကျမရေရှုတက်နေတဲ့ဇနီးတဲ့ကိုနေကောင်းကျမအောင်ပြုစုပေးခဲ့တယ်လို့တစ်ဖက်မှာလည်းစီးပွားရေးလုပ်ငန်းတွေကိုဥဆောင်နေရပြီးတာသမီးနှစ်ယောက်ကိုလည်းပြုစုပေးနေရတဲ့ကိုစက်နိုင်တယောက်ညှင်းညူးတန်တစ်ချက်လေးမှမထွက်ခဲ့ပါဘူး။လပ်ပနေချိန်မှာလည်းရှစ်ပေးခဲ့တယ်လို့ ချုပ်တက်နေချိန်မှာလည်းအပေးကူညီတက်တဲ့ပေါ်ကလွတ်တဲ့ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတဲ့အမင်းသမီးလေးတမွန်မြေရဲ့အင်တာဗျူးလေးကတော့တကယ့်ကိုအားကြအတူယူစရာကြီးပါပဲရှင်။နံပါတ်3ပြည်သူဦးအနုပညာလောကထဲမှာတက်ဆာရှိဆုံးခင်ပွန်းကောင်းအပိတာဆုံးယောက်ျားလို့ပြောလိုက်ရင်တော့ပြည်သူဦးကလည်းမပါမဖြစ်ပါပဲနော်။တနိုင်ကလုံးရဲ့အရှိတော်ထိတ်တန်းအကယ်ဒမီမင်းသမီးကြီးအင်တာကျော်စင်ရဲ့အရှိကိုရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ပြည်သူဦးကနိုင်ကလုံးကအမျိုးသားထူကြီးရဲ့အစံပြလဲဖြစ်နေတာပါ။ အနုပညာလောကမှာအောင်မြင်ချိန်ကလည်းနှစ်ယောက်အကျိုးလွတ်တွဲပြီးစဉ်းစားခဲ့ကြတယ်လို့အနုပညာလောကကိုဆွတ်ခွာဖို့လှုပ်ချိန်မှာလည်းစိတ်တူကိုယ်တူနဲ့ခက်ခဲတဲ့အလံကိုရှောင်လန်းခဲ့ကြပါတယ်။တ िश ူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။